IGTD O level တက်မလား E level ထိတက်မလားအသက်နဲ့မဆုံးဖြတ်ပဲနဲ့ future plan နဲ့ဆုံးဖြတ်ပါပထမဆုံးတစ်ချက်ကကိုတက်မဲ့ university က O level နဲ့လက်ခဏာလား E level နဲ့ပါလက်ခဏာ O level နဲ့လက်ခဏာဆိုတော့အများဆုံးသွားချင်း O level ဖြီးလိုက်ပြီးသွားရင် foundation ခံပြီးတော့တက်လိုက်ဒီကြာကတော့ foundation ခံအောင်ခံရလိုက်မယ်ဟို year 1ကတော့ time ပြီးတော့တက်လို့ရမှာမဟုတ်ဘူးဒါပေမဲ့အဲ့လိုမျိုး foundation ကိုတက်ပဲ11နဲ့တက်ပြီးတော့မှ year 1ကိုသွားရအောင်မကောင်းဘူးလားဆိုပိုတော်မှကောင်းသေးတယ်ကျွန်တော်က E level foundation program နဲ့ဆိုင်ကျွန်တော် E level ပို့ပြီးတော့အားပေးတယ်ဒါပေမဲ့ E level တော့2နှစ်လောက်တော့ ကြာပြီဗောနော foundation ကတော့ပုံမှန်6လတော့တနည်းတော့9လအဲ့လိုမျိုးမြင်မြင်တော့ပြီးသွားတယ်ဒါပေမဲ့စာပူကြည့်ခြင်းနဲ့ပတ်စံလည်းနိုင်တယ် ိုစားလေးကောင်းကောင်းပညာရေးတကယ်သင်ယူခြင်းနဲ့ဟိုဟာမျိုးဆိုတော့ E-level ကိုသွားပါဆိုတော့ဒီကတော့ O-level နဲ့လည်းသွားလို့ရတဲ့အကြောင်းမျိုးတက်မယ် E-level နဲ့လည်းသွားလို့ရတဲ့အကြောင်းမျိုးတက်မယ်ဆိုတော့မနော်အဲ့လိုမှမဟုတ် E-level နဲ့မှတက်လို့ရတဲ့ University မျိုးဆိုတော့အသက်16ဖြစ်နေလေ IGC ပြင်ဆင်တဲ့နှစ်နှစ်ထားပါတော့ဒါကျွန်တော် typical duration ကိုပြောပြတာ E-level ပြင်ဆင်နှစ်နှစ်၄နှစ်ကျားထဲမှာ result ဆောင်တာပါညာလေ၄နှစ်ခွဲလောက်သွားမယ်အကြောင်းလျှောက်တာပါညာလေ၅နှစ်လောက်ကြာမယ်ဥပမာ16ပတိပြည့်နေတယ်နောက်၅နှစ်မှရေရောဝန်ကိုစကြွရမယ်23မှဘာမှဖြစ်ပါဘူး23တက်တယ်29 26ကြာပွဲရတယ်ကိုကတကယ်တကယ်တက်26ပွဲရတယ်အလုပ်ရမယ်30ဆိုရင်တော်တော် AEC ဖြစ်နေဒါ ါကို timeline နဲ့ကိုပဲပေါ့နော်သူများတွေ24 22နဲ့ဘောရပြီးတော့ဘာမှဖြစ်နေရရဲ့ရှိတယ်16မှာ IGCC ပြီးရဲ့တစ်နှစ်လေးရဲ့နှစ်နှစ်လေးရဲ့သုံးနှစ်လေးရဲ့20ကျားမှ university စတက်တဲ့သူတွေလည်းရှိတယ်ဒါပေမဲ့အဓိကပြောချင်တယ်သူတို့လည်းတော့ blame လို့မရဘူးပေါ့နော်သူတို့လည်းတော့ပြီးအပြစ်မြင်လို့လည်းမရအောင်အပြစ်ရှာလို့လည်းမရဘူးအဓိကကတော့ကို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 နဲ့ဘယ်သူနဲ့မှ compare မလုပ်နဲ့သူများတွေအသက်18 university တက်နေဆိုပြီးတော့ကိုက session မှာ IGCC sub prepare လုပ်ရမယ်ဆိုပြီးအဲ့လိုမျိုးတစ်ခုခုပေါ့နော်ဟိုရှက်တာရပါအဲ့လိုမျိုးလည်းမဖြစ်ပါနဲ့ကိုဘာလို့မတက်ခဲ့လဲ session မှာဘာလို့ IGCC တက်လဲကိုကကိုပဲတည်ဟိုသူများတွေတည်အောင်လည်း like ပြောစရာမလိုအဲ့တော့ကျွန်တော်ဒီ A level တက်တင်လာ O level O level ပဲတက်တင်လာအောင်လေ future plan နဲ့ဆုံးဖြတ်ပါပထမဆုံးက university ကိုတက်မဲ့ university က A level နဲ့ရလား O level နဲ့ရလားဆုံးဖြတ်ပါပြီးတော့အချိန်ပေါ့နော်အချိန်မမြန်နဲ့ဘွေးရခြင်းနဲ့ကျွန်တော် O level ပြရတယ်တန်းသွားပါဒါမှမဟုတ်ဘူးတခြား study လောက်ဝါခြင်းနဲ့ပတ်သက်နေတက်နိုင်တယ်ကျွန်တော် A level တွားပြီးတော့မှ university တွားပါဘွေးရဖို့နည်းနည်းလေးတော့ delay လေးတော့ဖြစ်သွားလိမ့်မယ်ဥပမာတစ်နှစ်တော့6လအဲ့တော့တော့ပို့ကြမယ်ဒါမဲ့စာတော့ပို့ပြီးတော့ကြေသွားမယ် ဲ့အပိတ်အနေနဲ့ပြောရရင်နော်ဘယ်သူမှကို့ timeline နဲ့ကိုပါဘယ်သူမှနဲ့လည်း compare မလုပ်ပါနဲ့ပညာရေးမှာနောက်ကျရသွားလည်းမရှိပါဘူးလှုပ်ရှားရှိအောင်လှုပ်ပါတကယ် IG O level ပဲလိုတယ် O level ထိပဲတက်ပါ A level ထိလိုတယ်ဝင်နေ A level ထိတက်ပါဘာမှမဖြစ်ပါဘူးနော်တကယ် typical duration လေးနဲ့မနဲ့မလုပ်ချင်လို့ဆိုရင်အင်္ဂလိပ်စာကောင်းတယ် intensive နဲ့ဆိုရင်၃နှစ်တော့နှစ်နှစ်ခွဲလို့နေတယ်ပြီးနိုင်တယ် university မှာလည်း abroad မှာတက်မယ်လို့တူတူပဲကျွန်တော်မြန်မာနိုင်ငံလို tradition နဲ့လေးနှစ်တက်မယ်လို့မရှိဘူး credit ပြင်ပြီးပြီးတော့၃နှစ်နဲ့လည်းပွဲရတယ်တော့နှစ်နှစ်ခွဲနေလည်းရနိုင်တယ်ဒါပေမဲ့အမြင်လှုပ်ချင်ရင်ဟိုလားအပူအနေနဲ့ပြောပြပါဘူးနော်ဒါပေမဲ့မိကုန်းမြန်မာမေးဆိုရင်တော့ဟိုအတက်ကြီးရဲ့ဆိုပြီးတော့အဲ့လိုတော့မခံလာပါနဲ့ကောက်ကလှုပ်ရှားရှိအောင်လှုပ်ပါ ဟိုအများတန်းကအတိတ်တွေလေ့လာနေပါ IGC မှာပဲလေ့လာမှာမဟုတ်ပဲနဲ့ E-level မှာပဲလေ့လာမှာမဟုတ်ပဲနဲ့ဘွဲရအောင်တက်နေချိန်မှာလေ့လာမှာမဟုတ်ပဲနဲ့ဘွဲရသွားတဲ့အခါလုပ်ငန်းခွင်တွေရောက်တဲ့အခါလေအများအတိတ်တွေအတိတ်တွေလေ့လာပြီးကိုကိုကိုတိုးတက်အောင်လာအများလုံးနေပါအများ grind လုပ်နေပါဘောနော်အများဟို better person ဖြစ်အောင်ပိုကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်အောင် level up ဖြစ်နေအောင်လို့အများအတိတ်တွေလေ့လာပါကိုကို improve လုပ်ပါဒါဆိုရင်အများနဲ့တော့ရှင်းတယ်မဟုတ်ဘောနော်ကိုယ့်အနေကိုအကောင်းဆုံးတော့ situation ဒါမှ condition တစ်ခုရောက်ကိုရောက်တယ်ဘောနော်